စကပုံများနဲ့လူတို့အမြင်ရတဲ့ဝတ္ထုတို့လေးကိုဖတ်ပြပေးခြင်းပါတယ်ခင်ဗျာ။နာတော်တဆင်ပေးကြပါအောင်ခင်ဗျာ။မုံရမရေဦးတမှုအိန္ဒိယနယ်စပ်တိရောက်တော့မမ်းမကြီးကိုဥတိုက်နေသည့်ညောင်မင်ကန်စုံကုန်းလန်းကိုချင်းနေမိတော့အခါလုံခဲ့သောဆင်းနှစ်ကရှောက်ခဲ့ရသောလမ်းနှင့်မတူကွာချားပြီး၍အံ့ဩသွားရသည်။အော်ကတ္တရာခင်ထားပြီးပြီပဲ။လမ်းဒီဝဲရရှိတမပင်များကတော့မပြောင်းလဲနိုင်ပဲဒီရွယ်ဒီအရဟုပင်ထင်ရလေသည်။မိုးကောက်ရေရှားရက်ဝန်းတွင်ရှိနေပြီတကူ။ဟေ့ ဲ့ဒီတမာပင်တပင်ကိုဗမာရေဝေးကုမ္ပဏီကရွှေတင်းကားတပြားအကုန်ခံဆိုင်ထားတာကွာမင်းခုတ်လာတာလားသူငယ်ချင်းကလေပြင်းထန်ကြောင့်စက်ပောင်ပေပဲကကြာနေတော့တမာကိုင်းကြီးကိုထန်းကအိမ်ပြန်လာခဲ့ရနိုင်သူ့အဖေကရောင်မင်ကန်လန်းရှိအပင်များကခုတ်ယူလာသည်ထင်၍အော်ခဲ့ဘူးသည်ကိုတတိယမိသေးသည်မှန်ပါ၏ရောင်မင်ကန်ရွာလမ်းခွဲမှသုံကူရဘူးတာအထိခွန်းဖာလုံဝေးတော်လမ်းကိုကြောက်ခင်း၍ဘေးဝဲရာတွင်တမာပင်များရေလောင်းကစိုက်ပျိုးထားခဲ့သည် လမ်းဖောက်ရာတွင်ဘင်္ဂလားနယ်မှကလားများကိုခေါ်ယူအုံပြု၍လောက်အားယူခဲ့ရာအလုံချမ်းလုတ်ဒီကိုမြင်မြင်မှုသောဗမာတို့ကဒီကုဒကသွားကြည့်ခဲ့ရသည်ဆို၏သူတို့ထမင်းတုပ်ထဲမှကြက်သွန်ဒီတူမကြီးသည့်အမဲ့လက်တက်တဲ့နဲ့မြုပ်သီး၆၃တောင်သာပါတာကလားကွာထမင်းမစားမီငရုပ်သီး၆တောင်ကိုခါချိုးပြီးနှကန်းကိုပုတ်လိုက်တယ်ပြီးတော့မှထမင်းကိုမင်းရှိ့စားတာပဲသူတို့ကတော့ရှာနှိုးတာလေလေဒါနဲ့တနာလုံးတို့အင်းကဟင်းနေခို့ခို့ပေးရတယ်အဲ့ဒီတော့လည်းမစားဘူးကျေးဇူးတင်ပါတယ်လို့ မပီကလာပီကလာပြောပြီးဆလံပေးတကွာအောင်မဲအဲ့ဒီကလာတွေကတလကိုရွှေတင်းကားတပြားဘင်္ဂလားပြန်ပို့ရတဲ့အသားကြီးသူ့ဘေးစကားကိုငယ်ချင်းကပုံမြင်တစ်ခွဲနားထောင်ခဲ့ရသည်နိုင်ဟိုတခိကညီမတို့ရွှေဖြစ်ခဲ့ဒီကိုဘိုးတော်မြင်မိသေးသည်ကြီးပြင်းလာ၍မြို့တက်ကငွေရှာသည်တွင်နှဲ့၍မမီတော့ငွေတွင်းနဲ့နဲ့နဲ့ဂျုံလေးဤတိုင်းညီမပြည်တွင်အလုလု၍တလလင်ရွှေတင်းကားတပြားဘင်္ဂလားပို့နိုင်သည်ဆိုတော့ဖခင်ကြီး၏စကားကိုယုံမတန်တရားဖြစ်မိရ၏ ဖခင်ကြီးတွေပင်အမှန်မှားလေသလိုဟုစဉ်းစားမိသေးတယ်။ဟေ့ခင်ဆိုးပါလားကွဖះပွဲတုန်းကမပြန်ပဲနှွေခေါင်ခေါင်မှပြန်ရတလား။ကိုတွင်နေကိုခေါင်းကုန်းလေးရဲ့လျှောက်လာမိရာရှစ်တဲတဲမှာအုပ်စုလိုက် ပေါက်ပြောက်ကိုစီထန်းထွက်လာတော့ကိုမျိုးသိန်းတို့အဖွဲ့နဲ့တွေ့ဒီမှပင်သူတို့ကစား၍နှုတ်ဆက်ရမှသတိထားမိတော့၏။အေးမင်းတို့ကလည်းနှွေခေါင်ခေါင်ကြီးမှဘယ်အခင်းကိုပေါင်းပေါက်ထကြမလို့တော့။အံဩစွာဘေဘီကိုငေးကြည့်တော့နှွေခါနိုင်ပင်စိမ့်စုံနေတော့ ကဖွားမွေးစိုက်ခင်းများကိုတွေ့ရလေသည်မျိုးသိန်းကစိုက်ခင်းများဘက်သို့မင်းကိုပြလိုက်ပြီကိုဆွေဦးကမြေအောက်ရေနဲ့တခွားမွေးဧက20စိုက်ထားလေလေကွာတို့တတိလေးလှောက်အားရတာပေါ့ကွာရှားရသည်မှာနာချမ်းတာလာသည်ဖြင့်ခྱི་ပန်းသမျှပြေပြောက်၍လန်းဆန်းသွားရ၏ယခင်က၆တွေ့နေသည်ကြီးဖြစ်သောညောင်မင်ကန်လန်းစုံလမ်းပေးဝဲရသည်မိခေါင်ခေါင်၌ပင်စိမ့်ဆူနေပြီကိုကဲသွားလိုက်အောင်မေညနေကြမှတွေ့ကြတာပေါ့ငယ်ပေါင်းမေးဆွေရွာတွင်နေသူတို့ကိုနှုတ်ဆက်၍ မ်းလျှောက်လာခဲ့သည်။ရွာဦးရောက်သောစေပေကံစေရဏခန်းမှာတာဖွာကံစာကြည့်တတ်ရေစင်အထက်တန်းကြောင့်ဇက်ယုံတို့ဖြင့်တိုးတက်စီပင်နေသောစံပြဆုံကုန်းရွာကိုတွေ့မြင်ရ၍ဘဝင်မြင့်ကျင်သလိုပင်ဖြစ်လာရ၏။မိမိတို့ရွာသားများသည်ပြားလျွေစိတ်တို့၏လုံလာမျိုးဖြင့်တာသနိကဆောက်အုံများကျမ်းမာ၏ပညာ၏လူမှုရေးဆိုင်ရာဆောက်အုံများကိုတိဆောက်ခဲ့ကြလိမ့်မည်။ဤဆောက်အုံများရေရှည်တည်တဲ့နိုင်ရန်အတွက်တော့ ျိုးဆက်သည့်လူငယ်တို့၏ပခုံးတက်တွင်ရှိနေသည်ဟုခံယူမိပါသည်ဒါကဘယ်တော့နိဟာကအိမ်ကိုဖင်ပူအောင်တော့မထမ်းရသေးဘူးအိမ်ကိုရောက်တော့ထူထူထောင်ထောင်ဖြစ်နေတော့မိခင်ကြီးကိုတွေ့ရ၍စိတ်ချမ်းသာသွားရပါသည်လမ်းသွားအောင်ရေချိုးလိုက်စဉ်အရင်လိုကန်သွားခက်เสียမလို့တော့ပဲရေကြီးရေတန်းတို့ကြလာသဖြင့်သဘောကျသွားရ၏အိုးရေမီးစုံနေပါဘကောလားဖျားတို့ရေချိုးပြီးအဝေးစားလဲကနေတော့သူ့ကိုအိယာထက်က ။လမ်းကြည့်နေတော့မိခင်ကြီးကမေးလိုက်ရှင်းဖြစ်ပါလိမ့်။ကိုစန်းရီတို့အိမ်ကိုသွားမလို့ပါ။လက်ထရဘာတို့ကြီးတုံးသားရဲ့ခင်ဆိုးသည်တင်းသားစက်ကူနဲ့ထုတ်ထားသောအထုပ်ကိုမိခင်ကြီးအားမြောက်ပြလိုက်ပြီ။ရန်ကုန်မြလက်ဆောင်ကချောက်လေးအမေရဲ့သူ့မိခင်ကြီးဟက်ပတ်စွာရဲ့လေးခင်ဆိုးတွေ့ဝေးစွာမိခင်ကိုငေးကြည့်လိုက်ပြီ။ဘာဖြစ်လို့တော့အမေရဲ့ဘာမှမဖြစ်ပါဘူး။သွားသွားအကြာကြီးမနေနဲ့။ဟုတ်ကဲ့မေ။မိခင်ကြီးကိုခွင်တောင်းရထွက်ခဲ့ရ၌သူ့အမေသည် ကိုစန်းရီကိုမလျှောက်လက်ဆောင်ပေးမည်ဆိုခြင်းကိုအဖဲကြောင့်ရေတနီးဆိုကစဉ်းစားရင်းပင်ကိုစန်းရီအိမ်ရောက်တော့၏ကြချင်းနဲ့အနေငယ်ရပြီစက်တံများဆူညံနေသောအိမ်ဒီကမိတ်ဆွေကြီးအိမ်ပင်ဖြစ်တော်သည်လေမရောက်တာကြသည်ဟုအခြေအနေတွေပြောင်းလဲနေသည်ကိုတန့်တော်မြင်လိုက်ရပါသည်ကြချံထဲမှထွက်လာတော့ကိုစန်းရီကိုသူကအရင်မြင်သည်ကျဲဥတွေကိုလည်းချင်းနှင့်အပြည့်ခောက်လာခဲ့၍ကိုစန်းရီ၏လက်မောင်းကြောတွေပြိုင်ပြိုင်ထနေပါသည်စွကြဲချိုင်းပြတ်ဝတ်ထား၍တိတိတသားကြီး ဝါဖြိုးနေသည်ကိုတွေ့ရသမို့အစဉ်ပြေနေမှန်းသိတာလှပါသည်ခင်ဆိုးဆလာခြင်းသည်နိကျဲဦးအလုံးတရာလောက်ဝယ်ခြင်းလို့ပါရပါတယ်ဟာငါကောင်းပြီပါလားခုမှရောက်တယ်ပေါ့အမှန်ပဲဇေဝေတူဟုထင်ပြီးမှ မော့ကြည့်လေတော့ခင်ဆိုးကိုမြင်၍ဝမ်းတာအားရနှုတ်ဆက်လေသည်ထိုင်ုံးကွာကိုစမ်းရည်သည်ကျဲဦးများကိုထင်းရှူးတက်တာလေသူရေတွက်လျက်ထဲနေစဉ်ခင်ဆိုးကအိမ်အောက်ရှိဒန်းလျားကိုမော်ဝင်ထိုင်ကအိမ်တွင်မျက်စိကစားကြည့်လေရာ TV အောက်ဆက်ရေခဲတက်တာ စသည့်အခက်အခဲပစ္စည်းတို့နှင့်ဖြစ်နေသောကုစန်းရီတို့မွေးမြူရေးလုပ်ငန်းကိုအားကျမိရသည်ထို့ပြင်ကြက်ချံပေးမှနေရောင်ဆင်းအိုကြီးများကိုလည်းစိတ်ဝင်စားမိသည်ဘာဒီများတို့လောင်ထားပါလေဟုကိုစန်းရီအလုပ်ပြီးစည်း၍သူ့ဘေးလာထိုင်ပြီးမင်းကွာနေနိုင်လိုက်တာ၁၀နှစ်လောက်ရှိရောမေဟုတ်ပါသည်ခင်ဆိုးရောင်မပြန်တာ၁၀နှစ်ရှိပြီထို့အတူကိုစန်းရီမြို့ကနေပြန်သွားတာကလည်း၁၀နှစ်ရှိပြီသည်လုံခဲ့သော၁၀နှစ်ကျော်အချိန်ကသူတို့နှစ်ဦး ရန်ကုန်မှာစီးပွားရှာခဲ့ကြဘူးဒီပဲခုမှအဆင်ပြေရဲ့လားကိုစန်းရီဒီတချိန်ကမာဂျူရီမီးရောင်အဝယ်ဝမ်းစာအတူချဘူးတော့တန်ရုံးစင်ဖြစ်မေးဒီကိုခင်ဆိုးတိပါသည်မကောင်း၆လောက်ကောင်း၆လောက်ပါဗျာပွင့်လင်းရာသီတွေမှာဈေးအယောင်းဝယ်ကောင်းတယ်လို့မိုးရင်းမိုးခါမှာတော့အိတ်ဆိုင်ပဲယခုထိအိမ်တော်မပြုတ်သေးပဲမိခင်ကြီးကိုအလုတ်ကြီးပြုတ်နေတော့ခင်ဆိုးကိုကိုစန်းရီလေးစားပါသည်သူတို့နှစ်ဦးကရွယ်တူမဟုတ်တော့လေလုတ်ပေါ်ကိုင်းပဲစာပြေဝါဒနာပါလာရောတူပြီး ဆာဖက်ဖော်တွေဖြစ်၍မျိုးကြီးတွင်ဘဝမောတွေနှင့်ရင်ဆိုင်နေရစေညီတယောက်၏ပြဒနာကိုကိုချင်းစာမိပုံရပါသည်ကျော်တခင်းသာနေရာလေးတွင်မလူးတာမလွင့်တာအိတ်ဆက်ရပြီးမင်းနှစ်နဲ့အတွေ့အချိန်တွင်များစွာပြေးကာလူပြအင်္ဂလိပ်တော်တွင်ကိုစမ်းရင်လဲမောဘူးသည်ပဲလူရေးလဲပညာတတ်များဖြင့်ပြွန်တီသောမျိုးပြ၌တာမန်ရေးအချင်းနှင့်ဝေမတိုးတာသည့်နောက်ဆုံးတွင်အင်္ဂလိပ်တော်ကိုတောခိုင်းလျက်ရွာသို့ပြန်ပြေးကြရသည်လေဟိုအိုးကြီးတွေကဘာတွေထည့်ထားတာရောဗျခင်ဆိုးမေးလေမှာကိုစမ်းရေး အတိတ်ကနိုးထဖြစ်သည်ခင်ဆိုးကိုတစ်ချက်ပြုံးပြလိုက်ပြီးငရဲနဲ့ငခုတွေမွေးထတာကွခင်ဆိုးအံ့ဩစွာအပြေးသွားပြီးကြည်လိုက်သည်စင်ယိုကြီးများထဲ၌လှုပ်ရှားသွားလာနေသောငရဲငခုကြီးများကအစိတ်အာ30တာရဲလူကောင်တွေကြီးတာဖြစ်သည်အိုးမနှဲပါလားရန်ကုန်မှာနေစဉ်ဈေးကြီးလွန်၍အနာပင်မကန့်နိုင်ခဲ့တော့ငခုငရဲတွေပါလားအကောင့်သိကြည့်ရင်ဈေးခွက်နှဲသွားလို့တပိတ်တာအထက်ငရဲတွေကြတော့ဓာခွဲအချောက်လန်းပြီးရောင်းရတယ်လေ ကြီးတော့စင်ဦးထဲမှာအနေကျက်လာလေကွာအနေကျက်တော့မကြီးထွားပဲဇက်တူသားချင်းကြိုက်ကြတာနဲ့ငရဲချောက်ဘဝကိုပို့လိုက်ရတယ်လေဟုတ်ပြီသားပဲတောရတရွာတွင်ပိတ်တာကြော်သောငါးကိုပွဲလန်းလူတန်းရှိမှသာဝယ်ချက်ဒီကိုကိုရတရွာမှမဟုတ်ပါရွာတိုင်းတည်နေပင်ကိုစန်းရီကငချောက်လုတ်ကရောင်းနေဆိုပါလားမန်ကန်တော့လုတ်ရက်ဖြစ်ကြောင်းခင်ဆိုးတိပါပြီသူ့မိကမပုတ်တင်ကြောင်းနားစေသားတို့ကိုကြည့်၍ရဲဒီကိုသဘောပေါက်လိုက်ပါတော့သည်ကိုစန်းရီကငရဲချောက်ပင် ရောင်းစားနေပြီကိုခင်ဆိုစဉ်းစားမိရသည်ယနေ့ခေတ်၌တော်ရွာနေ၍လေယာလုပ်ငန်းလုပ်ကင်နေသူဥယျာဉ်မှ20ရာခိုင်နှုန်းသာရှိတော်သည်ဆိုပါလားဆိုရှယ်လေးခေတ်တွင်၎င်းစင်းတစ်ခါကောက်တုံးကလေယာလုပ်ငန်းခွင်၌နိုင်ငံ၏70ရာခိုင်နှုန်းရှိသည်ဆိုတာမှတ်မိသည်ဒီတိုင်းဆိုပါကလေယာစိုက်ပျိုးရေးကိုအခြေခံသောစီးပွားရေးတစ်ခုထူထောင်နေသည်ဆိုသောမိမိတို့နိုင်ငံ၏အနာဂတ်ဒီကစိတ်ပူစရာဖြစ်နေပါပကောတလောကဇာနေတဲ့ဆောင်မှာဖက်လိုက်ရသေးသည် နိုင်ငံစပကြီးခေါ်တော့ပခုတ်တိုင်းအတွင်း၌လူငယ်လူရဲများတစ်ဖက်နိုင်ငံတို့အလုတ်သွားကြရာလက်ခွဲများကိုမဆိုင်ပြိုးနိုင်တော့တဖြင့်ပက်လက်ပစ်ထားခဲ့ရသည်တဲ့အနာကက်ကဘာသည်ဆက်မတန်တိုးဝလာနေတော့လူများကိုကျွေးမွေးဖို့အခက်အခဲရှိနေ၏ဆိုသည့်စကားကိုကြားဘူးသည်ထိုပြဿနာကိုဖြေရှင်းရန်အတွက်လူတိုင်းမှတာဝန်ကိုယ်စီရှိကြသည်ပဲထိုအခါကိုစန်းရည်ဘုရားဆင်အောက်တွင်ဆိတ်ဆွဲထားသောစာကိုခင်ဆိုးမျက်စိရောက်သွား၍ဖတ်ကြည့်ရာအကျဉ်အလုပ်တစ်ခု၏ရလဒ်သည် စစ်မှတ်ကိုလည်းအားမပေးရွှေငွေဥစ္စာကိုလည်းပဓာနာမပြုလူဒန်းစားကွဲပြားမှုနှင့်လည်းမသက်ဆိုင်ဝိဇာနှင့်သိပ္ပံပညာတို့ဤအလေးထားရလည်းဖြစ်သည်ဆိုလျင်ထိုလို့သည်လေယာဆိုင်ပြိုး၏လုပ်ငန်းသာတိသဘောကျလွန်းသဖြင့်စိတ်ဆက်စွာဖတ်နေမိသည်ကိုစန်းရည်တိတိထင်အောက်ပါအတိုင်းပြောလေငါအင်းကုန်းလေယာသွန်ဆက်ပေသည့်ဆိုင်မှာတွေ့လို့ခေါင်းနဲ့ဆွဲရသွားတာနဲ့လူတိုင်းဖတ်နိုင်အောင်ရေးထားတာကွဘယ်နဲ့တော့ခင်ဆိုးခင်ဆိုးလေသဘောကျနှစ်သက်ရကကိုစန်းရည်ဤစကားကိုစိတ်ပါလက်ပါထောက်ခံလိုက်တော့ဤ မှန်လိုက်လေကိုစန်းရည်ဟုတ်တာပေါ့ဗျာခင်ဆိုးကိုကိုစန်းရည်နဲ့တွေ့လျက်ကြက်စားသိကစွန်ရွေရိတ်လာတော့မဖြူနုကမြင်သွားတော့ဝမ်းတအားရနှုတ်ဆက်ပြီးသမင်းစားသွားတော့ငါချက်လိုက်အောင်မဲခဏလေးပါကိုစန်းရည်နဲ့ဆက်ပြောပြစ်ဒီကတော့ရန်ကုန်မြို့ကြီးဒီယခုအခါလူဦးရေ6တန်းကျော်သွားပြီဖြစ်သည်ရန်ကုန်မှာမွေး၍ဤမြလူဦးရေများပြားလာသည်မဟုတ်ပဲတောင်သူလေဓမာတို့မီယိုးဖလာတောင်သူဝင်လေလုပ်ငန်းကိုပြည့်၍ကောက်ရိုးမိတဲ့ဘွယ်အချိန်ရလွယ်ကား မိငိမ့်လွယ်သည့်မျိုးပြတွင်လမ်းပေးစေတဲ့လက်တို့လက်တောင်းအစီကံအခိုင်းခံဘဝ၌ပိုးဖလန်နေတိုးဝင်နေကြ၍ဖြစ်ကြ။အမြင့်တက်သောအမေ့စားရနိုးထင်ကလက်တွန်လဲစေတဲ့ထီတယ်တို့အော်၍လမ်းတကာလျှောက်ရောင်းသည်တွင်နာညိသည့်အညူစုအဆောင်မြောင်းခံရပြီးအစို့ဒီမကန်နိုင်သူတို့ကအပေါ်ဓာတ်တွေမှရေဖြင့်လောင်းချခြင်းကွန်တရီထွေးချခြင်းပင်ခံရကြောင်းကိုရွက်ကိုဒေတာတွင်မိသူ့ဘုံမှအောက်ကျအာနာကြံမလို့ပဲလေယာဆိုင်ပြိုးရေးမွေးမြူရေးလောက်က သမင်းဝါဝစားနှင်ကြောင်းစတာတွေဖြစ်ပါသည်နေ့လယ်၁၇ရက်တွင်ကိုစန်းရင်နှင့်မန်ဖြူနုတို့၏ယရနာလေးများကြောင်းဆင်းလာကြသည်မုံစားကြောင်းဆင်းခြင်းဆိုပေလေခြေရွာ၌သမင်းစားခြင်းဖြစ်၍အတူတကွပင်တဝိုင်းနှင့်စားရလေ၏ကြော့ဒါကငခုစီပြန်ကြက်ဥရှင်ဟင်းဘာလက်ချောင်းကြောစားကြဧည့်သည်ဦးရှိတယ်နော်ထပ်မနိုင်နဲ့တော့မဖြူနုကသူ့သားသမီးတွေကိုပကံနဲ့ကော်ခတ်ထည့်ပေးလိုက်ပြီးတတိပေးတယ်လို့ပြောလိုက်ပြီးကလေးတို့ကလည်းကြည်ပြူစွာပင် ခေါင်းမပေါ်ဇလန်လေးကသူတို့မြေစကားကိုလိုက်နာကြပါ၏ကိုစန်းရွာတီကအဆမ်းမဟုတ်ကြောင်းခင်ဆိုးတိလိုက်ရပါတော့သည်သူသည်နှုတ်စီဘူးနှစ်ဘူးချက်ကိုမျက်စိအောက်တွင်ပျောက်သွားအောင်စပစ်လိုက်သည်လေခင်ဆိုးတွေးမိသည်ကတတလောက၌ထိတ်ဆုံးကရက်တည်နေတော့လူတော်ဘာတို့သည်နိုင်ရာစားသည့်လောကဝေကိုတဲ့အွေအစားကြီးသောရှင်ကျွဲနွားတို့ကိုပင် ခိုင်းစားတတ်စားနေကြ၍ဒါကိုမတရားသည်ဟုဆိုနိုင်ပါသလော လူဟုသည့်အတိဉဏ်ရှိသောတတဝါတို့သည်တတ္တလောကကိုဥဆောင်ကမိမိဘဝမိမိမျိုးဆက်တို့တည်တံ့အောင်စ조사နေသည်မဟုတ်ပါလားနောက်ဆုံးတော့လူသည်ပင်တင်မင်းဤဂရင်းဝ၌ဇီဝိန်ချုပ်ရသည်ပဲခင်ဆိုသည်နေရာရှိသည့်တောင်သူတို့ဥပင်ဖြစ်လေ၏ပြီးခဲ့သည့်နှစ်များစွာကဆိုရှဲသည့်စီးပွားရေးစနစ်အရာစိုက်ပျိုးထုတ်လုပ်၍ရသမျှကိုနိုင်ငံတော်အားရောင်းရသည်တွင်စာဝင်ရေးကြက်တဲလာသည်ဖြင့်လေယာကိုပြစ်ကမြို့သို့တက်၍စီးပွားရှာခဲ့သောသူကြောင့်အိမ်၌ကျန်ရစ်သော ညီညမငယ်တို့ကစာတင်ဖြတ်ခါတောင်သူဝင်ဝင်ကြရသည်ယခုတော့ညီညမတို့လည်းတောင်လက်စုံကမိဘရင်ခွေမှခွာကုန်ကြသည်တွင် မိခင်ကြီးခမညာယာကင်းတွေကိုတီးစားချထားရသည်တမယိုးကြဆိုင်သည်မိုးမျောဆိုင်ပြိုးရည်မှုတီးစားချထားသည့်သူတွေလည်းတဝက်နေပါပေးရတော့တီးစားခါကြောင့်ဆက်မလို့ရှင်ကြတော့ဟုသိရ၏ကိုဆွေဦးတို့မြေရောက်ရေကိုအသုံးပြု၍စိုက်ပျိုးအောင်မြင်နေသလိုမိမိလည်းတမယိုးကြတီးနံအစာခစ်တဲ့တီးနံကို ိုက်ပျိုးမည်ဝိမူရင်နှင့်တွဲဖက်လောက်ကမချမ်းသာတော့လေဝမ်းဝ၍ခါလာပေလိမ့်မည်ဟုတွက်မိရပါသည်ဤနေရာတွင်ဗမာစကပုံနှင့်သူအမိမောင်မတဲ့ပုံကိုတတိတရရှိမိသေးတော့၏သူသည်တရားမပြောင်းသူကောင်းမဖြစ်ဆိုသည့်စကပုံကိုယုံ၍မြို့တက်ကစည်းဝါရှာတော့လေသူကောင်းမဖြစ်ခဲ့ပါကိုစန်းရင်ကိုအားကျ၍တောပြန်ပြောင်းကစိုက်ပျိုးမွေးမြူရေလုံးမည်ဆိုတော့လေအင်းဟန်ကြမှတေးကြပါလေချေချော်လက်ချော်ဖြစ်ခဲ့တော့ ဒေဂျင်နိတာတောပြောင်းဟုပြောခံရပြီးအောင်တော်မြည်လေစရိတ်လိုမြည်ရတဲ့ဝတ္ထုတို့လေးကိုလည်းဖတ်ပြပြီးကျင်ပါသေးတယ်ခင်ဗျာနာတော်တာဆင်ပေးကြပါဦးခင်ဗျာကိုစန်းရီတို့တိန်နာလုံးလုံများနေကြသည်ကလေးတွေလည်းအငြိမ်မနေရတာကြီးကဦးတင်နိုင်စီကအတန်စိတ်သာသွားပဲကွာလေးလည်းမနော်အကြီးမနဲ့ငယ်မကသွားရေပေါ်စာသွားကောက်စမ်းတမင်းချက်ဖို့မိမွေးရံမှာရေပေါ်စာကမိညှိလွယ်ပြီးတကူဝင်းဦးကြီးတန်ကလေးလည်းမပဲလားတခြားဆိုင်တွေရော နလမကတပိတ်တာတခွေ90သားလေးလို့မဲဗျအဲ့ဒါကတော့ဘူးတလင်ကိုလှုပ်ရမှာကွာလက်ခွေးရတဲ့စောစောကပြော့ရော့ပေါ့ကွာနိုင်ဦးဈေးမသွားခင်က sorry ဗျာကျွန်တော်မိသွားတယ်ဦးစန်းလက်သမားဆရာကိုဝင်းဦးသည်ရုပ်ရှင်မင်းသားဝင်းဦးဤအတန်ကိုတူ၍ကိုစန်းရီကိုတောင်းပန်စကားဆိုလေတဖြင့်အားလုံးရေမောကြရသေးသည်အတန်ကတော့တူပါလေရုပ်ရည်နှင့်ကြမှအဖြူမဲကွာသွားတော့လက်သမားဝင်းဦးဤအနုတတင်ညာခေါ်စရာဖြစ်ပုံကလည်းစိတ်ဝင်စားစရာပင်ကိုစန်းရီတို့စုံကုန်းရွာဦး ဘောလုံးဝင်အတွင်း၌မင်းနာဝင်းအကယ်ဒမီရသောမုံရွှေဤဇက်ကားကိုသိက္ခာထောင်၏ပြသောနေ့ကတယောတော်ရွာနေယခုလက်သမားဆရာဝင်းဦးဤမိခင်လောင်းနေရာကကိုဝန်ရင်မာနှင့်ဘိုင်စကုတ်လာကြည့်စဉ်ဇက်ကားတဝဲဆက်ချိန်တက်ချိန်ရောက်ပါမှကံမစလီလှုပ်ရှားသားကိုဖွာသဖြင့်ညနေကလည်းတင်းပေ၍ဝင်းဦးဟုအမည်ရခဲ့တော်ဟု၏ဝင်းဦးကထိတ်ပြောင်းပြီးအသားမဲသလောက်နှလုံးလာသူတယောက်စကားပြောညက်သလိုအလုတ်သွက်လာသူတယောက်ဖြစ်၍ညှို့လိုပဲကောင်းသူတူဦးဖြစ်တော်သည် ယခုကိုစန်းရီတက်ချံအသေးစောင့်နေသည်ဖြစ်၍ကိုဝင်းဦးကိုပုတ်ပြက်ပေးထား၍အိမ်ဝင်းနှင့်လူမရှုပ်ပဲအလုတ်တွင်ကျဲသည်ကိုတွေ့ရပါသည်အိမ်ဟောင်းတစ်လုံးဝေ၍တက်ချံအဖြစ်ပြန်ဆောက်ချင်းဖြစ်ရာအကင်တွေကျန်းကအသားကောင်းမှထင်းဖြစ်သွားနိုင်သည်ထိုသည်တို့ကိုဗျူဆိုင်လုပေးကြသည်ကိုဝင်းဦးတို့စေတနာကိုတုံ့ပြန်သောအချင်းကိုစန်းရီတို့မိသားစုမှထမင်းကျွေးပါသည်တိုင်ထောင်ရနေကျဲပြီးသွားသည်မှာတခဏသာဖြစ်၍ခဏနာပြီးရင်းနှီးတောက်ကြပါအောင်ဟေ့ မင်းကျော်ကိုဇလုံးကြီးနဲ့အမောက်ထည့်၍ဇွန်းချောက်ချောင်းတက်လျက်မဖြူနူးကလာချပြီးမယုံမပြီးကျော်ငချောက်ဖို့စီစမ်းပကံများလဲစက်တိုက်ရောက်လာ၏မင်းကျော်စားလိုက်ရင်းနှွေးပူပူကိုမှုတ်တော့လိုက်နေမို့တခဏတော့စကားမပြောနိုင်အားသည်ခဏနေမှကိုဝင်းဦးကဦးစမ်းမင်းနေမှဆိုလို့ထပ်ပြောရအောင်မယ်နော်တန်ဝဲလွတ်လိုက်ဦးထိုကဘုတ္တလင်မှပြန်ရောက်ခါသာမောင်နိုင်ဦးကကျွန်တော်သွားလိုက်ရမလားကိုကြီးအေးအမောဖြစ်ပါအောင်ကွာခဏနေမှသွားပါမမောပါဘူးဗျာစပိန်နဲ့မိနစ်20ပဲနေရတာကွာ ဒါဖြင့်သွားကွာဖြူနုစီကပိုက်ဆံယူသွားကိုစန်းရည်ဖွင့်ပြချက်ရသည်နှင့်မက်ဖြူနုစီမှငွေတောင်းကစပိန်ကိုအပြည့်အစုံထွက်သွားလေသူနိုင်ဦးဤကြောပြင်ကိုကြည့်လျက်ကိုဝင်းဦးကချီးကျူးလေသည်ပော့လိုက်ပုံကတော့လေဝင်မှွေလိုက်သလိုပဲလဲမှုလေးလိုပဲဗျကိုစန်းရည်ကရင်နွေးပကံကင်လေးရတာအနေထားဖြင့်မင်းမတော့နိုင်ပဲမင်းတို့ကဒါပဲတည်တာကိုကွာသူ့ခံရတာတခါတလေများဇရိတ်ကြည်လွန်းလို့ဟိမလွဲတာမှခံရတာလက်သမားအဖွဲ့ကအံဩသွားကြပုံဖြင့်ဗဇက်ဟောင်းလောင်ပွင့်နေကြပြီ ိုဆန်းရီကရှင်းပြရသည်တခါကကြက်ကလေးများကိုလေလင်ကာကွယ်စည်းပါဝင်သောမျက်စင်ခက်ရန်အဝယ်လွတ်လိုက်ရာမုံရွာမျိုးမှအပြန်တွင်အရက်ဆိုင်ဝင်တောက်သည်နှင့်ရေချိန်လုံးကဆိုင်ကယ်လေးခဲ၍ငါးထားသောဆိုင်ကယ်ကိုပြင်ပေးကသူကိုဆေးကုကပေါင်းသောတင်းကနဲထွက်သွားမှုကြောင့်ကိုပြော့ပြရသည်ကိုဝင်းဦးကနားထောင်ပြီးသည်နှင့်ဦးဆန်းရီညီတော်မောင်ကိုခန့်ရလေစေကမသေးလာပဲကိုဦးပြကျုပ်တို့ရွာကဥကိုလန်ကိုလူငှအရိုက်ခံရတယ်လို့နေပါပေါ့လား ကိုဝင်းဦးပြောလျင်အ ਨੇ စုံတို့ရေရသည်ဖြစ်၍ကိုစန်းရီကတိုက်တွန်းလိုက်ပါသည်ပြောပါအောင်ကဥကိုလန်ကြီးကိုလူရိုက်ငှားဟိုင်းတဲ့အကြောင်းကိုကိုဝင်းဦးသည်အလုံးမပြတ်ခင်သူတို့ရွာသာယခုတန်အသက်ထင်ရှားရှိနေသေးသောဥကိုလန်ကိုရွာမှအာကိုတကြီးဖြင့်တွင်းရွာလူမိုက်ထုံးချိန်ကိုရိုက်ပေးဖို့တောင်းပန်ကြပုံအားပြောပြပါလေသည်အချိန်ကာလအပြင်လွတ်လပ်ရေးရပြီးကစားရောင်စုံတဲ့ပုံတွေကြွလျက်တောချောင်ထကတိုင်းပြည်နုနုဝဲမုံတိုင်းထိုင်ချိန်ဖြစ်တော်သည် တို့ပါလေဘုတလင်မျိုးနဲ့အတွင်းရှိတယောတော်ရွာကြီးကမူနှစ်စဉ်နှစ်တိုင်းပင်ဖျားပွဲနှစ်ပွဲမှန်မှန်ချင်းပါလေရဲ့အေးချမ်းစွာရှိနေ၏ထိုရွာသားတို့ပိုင်းတော်ရာလုတ်ကင်းများမှာအနောက်ဘက်နှမိုင်းကွာသောကွင်းတော်ဦးအထီးကျေပြန့်ပြီး၍ရာထွက်ချိန်ကစောသည်ကျဲဦးတွန်သည်နှင့်တောထွက်နိုင်ရန်မိမတို့ကတန်းလွဲသည်နှင့်ထမင်းထချက်ကြသည်တွင်အိမ်ပေါက်စိတ်လိုလိုပင်ရင်းနှံစီမိခွက်ကိုစီထုံးပြီးမယုတ်သည်ကျက်သွန်ထောင်းနယ်တို့ဖြင့်ညံနေပါရောဆို၏ညလေတားချော့တေးတန်နှင့် တူပေဒီတကားကျဲဦးတွန်သောအင်ကိုဆူးဆုခလေးလက်တူခွေအိုးအိုးခေါ်ကထမင်းတုံးနှင့်ရေဘူးဟုအပါယူလျက်တောထွက်ကြပါတော့သည်ရွာမအတူထွက်ခဲ့ကြတော့တဲထန်ကြီးသည်ရာစပင်ရောက်သည့်နှင့်လမ်းခွဲက ကိုရခင်အသီးသီးတို့ဝင်ကြပြီးလက်ဖြုတ်လျက်နွားများကိုကျိုးရှည်လန့်၍နန်းနန်းစာစားကြ၏စားပြီးတော့မှထွန်ထဲကြတော့သည်ထွန်စရာထဲစရာမရှိပါကလူအလုပ်ဖြစ်တော့ပေါင်းနှုံညိတ်ညိတ်အတိခူးဆုကြဧဝထန်းတင်ကြတော့ဒီမှာ နေခင်သမင်းသားနာယုံနာနာတော့၏ညနေစောင်းသည်နှင့်အတိရွဲ့အပွင့်ခိုင်များကိုပြစ်ထားခဲ့ကအိမ်တို့ပြန်ကြတော့သည်လေအိုင်ချင်းထဲတွင် စိုက်ပျိုးထားသည့်ငပြောဇီးစသည့်ခြံသမားတို့ကတော့ရင်းမဲ့ချိန်တွင်ညအိပ်ပါစောင့်တက်ကြပါသည်တို့နှင့်အေးချမ်းစွာလောက်ကင်စားတော့နေခဲ့ကြသည်မှာနှစ်ပေါင်းကြာခဲ့ပါပြီတကူတဝက်မရှိတကယ်ဒီအေးချမ်းခဲ့ပါ၏တို့တော့တနေ့တော့အခါမှအစပြု၍ညခင်းထဲရှိတော့အတိရွဲ့အပွင့်ခိုင်တို့ပျောက်စပြုလာသည် အစတော့အနှဲငယ်များမှုမျက်စိမိတ်နေနိုင်တော့လေတဲနှင့်တိုက်ယူသည့်အထိတခိုးကရဲတင်းလာတော့အခါမနေတာတော့ပြီစုံစမ်းကြည့်တော့တွင်းရွာသားလူမိုက်ထုံးချိန်ထောင်ကထွက်လာပြီတောင်းကျမ်းနေပါသည်တဲ့တို့နဲ့တွင်းရွာလေးတို့ဆင်းကတကြီးဥကကကိုတိုင်ကြ၏အရာမထင်ရှိခိုးမြက်ခိုးလျက်ပင်ပိုဆိုးလာသည်ကမရင်မဲ့သေးသောငပြောကင်ကိုဓာကစားသွားတာမျိုးအထိလှုပ်လာသည်တနေ့တော့နေနေရွက်ခင်းဝင်ခူးရာလုံးမနေတော့သည်ခုဆုလို့မရအောင် သေးငယ်ရပါမည်လို့ဟုဆေးရီကအပင်ကိုနှုတ်ပစ်လေခိုင်းအခင်းဆောင်နှင့်တိုးလေရာတောင်းမန်ဒီကိုရိုက်ထားခဲ့သဖြင့်အတော်အထိနာရှာသည်ဆို၏တကြီးဥကကထံသွားတိုင်ပြန်တော့လေမင်းတို့လူအုပ်ကောင်းသားပဲဟာဝိုင်းရိုက်လွတ်လိုက်ကြလေဟဲ့ငါပြောတာကိုလည်းမကြားချင်အောင်ဆောင်းနေတာကြီးကိုတမန်တမန်ကြသည်ဆိုတော့လူကြီးကပင်ထို့သို့ပြောပြရလေသည်တယောတော်ရသားတို့စဉ်းစားရလေပြီလူမိုင်းနှင့်ဖက်မပြိုင်လို့တော့လေတဲ့တဲ့တိုးချေပြီကောငါပြောချင်တော်တော်များများပိုင်တော့ဥတန်းငွေက ဝိုင်းတက်လိုက်ရင်လေတတော်ရှင်းကရောလဲဟဲ့ဦးအောင်ရင်ကမူသူ့ထုံးစံအတိုင်းစကားကိုတိုးညင်းစွာပြောလေသည်စိတ်လိုက်မှမမလုပ်ကြနဲ့လေတော်ကြောင့်မွေးမိတဲ့တုံးမချိုးဖြစ်ရင်ကို့ပြန်ထီအောင်မယ်ဦးအောင်ရင်စကားကအလွန်တာသွားသည်ဒေါသနှင့်ပြောခြင်းမဟုတ်တော့လေအတိတ်တွေကတော့တရားမတတ်နိုင်ရင်မစနဲ့ဟူ၍သည်ဦးအောင်ကြီးကတော့မေးကြီးပုတ်ကစဉ်းစားနေရမှာဝိုင်းတက်တော့သူ့တတော်လုံးဒုက္ခရောက်ကုန်မှာပေါ့ဟာရဲဘော်ခင်တော့တတိထားကြအောင် တလောစီကမရွေးပြင်သားတယောက်ကိုဓမြမှုနဲ့ဖမ်းပြီးတဲနောက်ကနေကြိုးတုပ်တရွတ်ဆွဲတာလမ်းနေတေရောတဲ့မောင်ဦးအောင်ကြီးစကားကတော်တော်ထိရောက်တည်မှုလူတွေငြိမ်ကြသွားတော့သည်ဟုတ်ပေသည်လောလောဆယ်မင်းမှုတော့ပြည်သူရဲဘော်အဖွဲ့တီကပြည်မှုတစုံတရာရှိကရုံးတင်စစ်ဆေးလေးမရှိ နေရာတွင်တနက်နေ့ပြစ်တက်သွားသည်ကများသည်ဦးအောင်ကြီးတို့ရွာကအခြေပဲကြီးစုံကုန်းရွာ၌ရောက်ဖဥဒီကိုပောက်ပြားနေခုတ်တက်သောတရခံကိုစုရကိုတင်းချိုင်းထုတ်၍တက်မြေလောက်ရ၌ ဦးတီဤဇနီဦးစုရဤအမဒေါ်သင်းလှိုင်ကငိုလေးရဲ့တောင်းမန်လေးမှာပြန်လွတ်လိုက်တော့ဖြစ်ရကမကြသည်တယော်တော့ရွာဤအနောက်မြောက်ရက်တွင်ရွာတိတရွာတီလေးရာရဲဘော်အဖွဲ့မှတာဝန်ခံ၍တိဆောက်ရေးလုပ်သူတူဖြစ်သည်ရဲဘော်မြင့်သိန်းကသူ့အမည်နှင့်ဗိုလ်ချုပ်အောင်ဆန်းနာမည်နှစ်ခုပေါင်းလျက်ရွာအမည်ကိုအောင်ဆန်းမြင့်ရွာဟုသမုတ်လေသည်ရွာကိုမြို့တစ်မြို့လိုအကွက်ကြကြတဲပေးသည့်အပြင်ရာသီရွာသားများကိုလည်းမြို့သူမြို့သားများနှင့်ယဉ်ကျေးစွာပြောဆိုဆက်ဆံစေသည်ဥပမာ ဟုတ်ကဲ့ရှင်မှန်ပါလေခမသမင်းသုံးဆောင်ပြီးပါပြီလားရှင်ဘဲကကြွလာပါတယ်ခမစသဖြင့်ရှဲယွန်း၍မြို့တုံမတုံရဲ့သူတို့ကိုခေါ်ကရိုက်တဲ့ဖြင့်တရွာလုံးကြောက်နေကြရသည်ဆို၏ထို့ကြောင့်လေအမှားမှအရင်ရင်နဲ့ရှင့်ခွေးကြီးကိုလည်းကြိထားပါဦးကျုပ်ကိုကြိုက်ပါမယ်ရှင်ကျုပ်တို့တရွာလုံးခမကျွန်တော်ပြောကြတာဟာကျမဖြင့်ရှင့်ခွေးကြီးကြိုက်လိုက်လို့ပြေးလိုက်ရတာမောလို့တော့အထက်ပါအတိုင်းကမောက်ကမဖြစ်ကုန်ကြရှာသည် ယခုလည်းပြည်သူရဲဘော်အဖွဲ့ကိုတွားတိုင်ကြရင်အစိုးတင်သွင်းသူကတင်သွင်းပါလျက်ငါတို့မတိုင်ရဲပေါင်ဗျာတော်ကြာကိုပါအမှုပတ်နေမှဖြစ်အေးအေးနေဖရစီမောင်လက်ရင်းကျိုးတက်လျက်မတည်ဖရစီနေထို့ကြောင့်ပင်ဦးထွန်းချိန်မီခေါ်တကိုးကျော်ကပျော်ပျော်ကြီးပင်ခိုးမြခိုးလျက်ပါသည်ကိုးလံပြန်လာတဲ့ဟေးဖရဝဲနီးလာပြီမို့အဝေးနေတယော်တော့ရွာသူရွာသားတို့မှရောက်ရအရက်ကနေ၍မဖြစ်ဖြစ်အောင်လာကြယူထုံးစံရှိပါသည် ထိုအထိရာကုန်မရောက်တာကြာပြီဖြစ်တော့မောင်ကိုလန်အပါဝင်ဖြစ်၏ဖိုအိမ်ဒီအိမ်တို့၆လိန်သူပြောစကားအရချင်းရင်းမြညာစီမှာဖောင်ချသောဖောင်လုံသားသူသည်မိတကျော်ဝယ်လူမိုက်လုံနေသည်ဆိုပါလားဖောင်လုံသားတယောက်ထဲလူမိုက်တယောက်ဖြစ်ပို၍လူတီများသောမောင်ကိုလန်ကမိုက်ကြီးခွဲရံမလို့သူ့လူလူသားချက်ကြေးပေးလာသည်ကိုဖောင်ကက်သည့်မြို့တိုင်းတွင် လက်ခံယူနေရသည်တဲ့အခါတိုင်းတွင်ဆိုပါကသူစကားနှင့်သူပင်အထင်ကြီးစရာမရှိပေလေယခုလိုအခြေအနေမျိုးမှာတော့ မောင်ခိုးလန်တယောက်တဟွန်တို့နာမည်ပေါက်သွားရသည်ရွာမြင်နေဘုံဖြစ်သည်ဥအောင်ရင်ဥအောင်ရင်ဥတုတ်တို့ကပင်အိမ်ခေါ်၍ဧကန်ကြလေသည်ဘုရားဝဲမတိုင်မီတရက်တွင်ဥအောင်ရင်အိမ်၌လူကြီးများနှင့်မောင်ခိုးလန်တို့စုံညီတွေ့ဆုံပွဲတစ်ခုတိတ်တိတ်စီစဉ်ကြသည်လူကြီးများကလက်တလုံးကြုံတွေ့နေရသော အခက်အခဲကို ရှင်းပြကြသည် ထိုရောက်ခါ၌မောင်ခိုးလန်သည်အန်ကျိတ်ခြင်းတောက်ခေါက်ပြခြင်းလက်သီးဆုပ်ပြခြင်းစသောခံပြင်းစိတ်ကို အမူအရာဖြင့်ပေါ်ပြနေသည့်လက္ခဏာကိုလူကြီးများကလက်ထိထားမိကြ၍ခြေနှင့်ဝန်းတာဖြစ်ကြကုန်၏ရရွာလိုက်ကဲတင်ရှင်ပေါ်ရှိပြီးကောဦးထွန်းရှင်ကထွန်းရှင်ရန်ကအေးပေတော့အန်းဟုစိတ်ချမ်းသာသွားနေကဲမောင်ကိုလန်လိုရင်းပြောရအောင်ကွာပြောပြဦးလေးတို့ကျုပ်လည်းတူတူကြိုက်တာဗျာခိတခဏတော့စကားပိုင်းကငြိမ်သက်သွားရသည်ဒိုင်လို့သူကဂျင်းကိုအုပ်ထားသည့်ခွက်ကိုဖွင့်မိလို့တော့အခါကြွကြွစီသောအတန်တို့ငြိမ်သက်သွားသောလေးကောင်ဂျင်ဝိုင်းတို့နှင့်တည် မင်းထွန်းချိန်ကိုနောင်ကျင်အောင်ဆုံးမပေးပြီးဒီရွာကနေပြန်သွားလိုက်ပါမင်းအမေကြီးကိုတတ်တတ်တာလုံးနေထိုင်စားတောက်ဖို့ငါတို့တာဝန်ယူမယ်ဟုတ်တယ်မောင်ကိုလန်အဲ့ဒီလိုလုပ်ရအောင်မောင်ကိုလန်ကလက်ပိုက်ကြီးနဲ့ခန့်ထဲစွာရက်နေရကလင်းနဲ့စွာတော့မူရဖြင့်တခုပဲဗျာရွာကကြုတ်ကိုတခုတော့လုတ်ပေးရလိမ့်မယ်ဒါဆိုထွန်းချိန်ဆိုတဲ့ကောင်သူ့အိမ်ထဲကမထွက်စေပဲတည်ရရမယ်ရွာကလူကြီးများအားလုံးမင်းဝမ်းတအားရမေးကြသည်ဘာလုပ်ပေးရမလဲကိုလန်ပြောကွာ ပြောတာပြောလုပ်ပြဖို့ကတို့တောင်းပါဤတွင်မောင်ကိုလန်ကသူလိုချင်သောအရာကိုပြောလေရမှာလူကြီးအားလုံးအင်းငနေဖြစ်ကုန်ကြပြီးငိုင်နွားရှာကြ၏ကိုလန်ကကျုပ်ကိုဒီရွာကနေတွင်းရွာအထိရောက်မဲ့ဓားရှည်ကြီးလှုပ်ပေးဟုတ်ရဲ့လားကွာမင်းဟာကကိုစန်းကြီးကရေစရာပြောသည်ထင်၍ရေလီတော်ကိုဝင်းဦးကဦးကိုလန်ကဂုတိရှိတယ်ဗျနောက်မှသိရတာကအထက်ပိုင်းမှာဖောင်ချရင်ငှက်ပြားအကြီးကျယ်မိပြီး စိတ်ကြောက်ကစားဖြစ်လာတယ်လို့လို့လူပြူစားပဲခံရတယ်လို့လို့ပြောကြတယ်အခုကလေးတွေစကားနဲ့ပြောရရင်ခောက်လာတာကိုဗျဒါကြောင့်ဦးတန်းရလျှောက်ပြောတာကိုရွာကသူကြီးတွေကအဟုတ်ထင်နေမှာကိုကိုစန်းကြီးကရေရင်နဲ့ဟာဇရိတ်ကြီးတော့ရွာကလူကြီးတွေဘယ်တက်နိုင်မှမလဲကွယ်နှစ်မိုင်လောက်ရှိတဲ့ဓာကြီးလှုပ်ပေးရမယ်ဆိုတော့တဆက်ထဲစဉ်းစားမိတီကတော့လမ်းစဉ်ပါတီခစ်ကတမဝါရမအတင်းတစ်ခုတွင်စရင်စစ်အဖွဲစစ်စေးရနိုင်ဧကန်ဇိတ်ကိုစက်သားတစ်ပိတ်တာ9000ကျပ် ဈေးတင်ထားသည်ဆိုပါ၏အမှန်တကယ်တော့ထိုစဉ်ကစက်သားတပိတ်သားမှ340တာရှိပါသည်ထို့နောက်တွင်တွင်းထောင်တို့ထိုစဉ်ကနိုင်ငံတော်အကြီးအကဲရောက်လာရမှလဲခါငှက်တကောင်ကို600ကျက်ဟုစင်းပြထားသည်ဟုကြားဘူးသည်သူကလည်းမှတ်ချက်တဲခါဆိုပဲအမှန်တကယ်ကုန်ကြသည့်ဈေးထဲအတော်များနေသောတမမှုဆောင်လူကြီးတွေကြောင့်ကောင်းမွန်သောတမဝါယမစနစ်မှာညထေးစွန့်ထင်းကြရသည်လေညနေတော်တော်ဆောင်း၍လက်တမအခွဲ့ပြန်ကန်ကြီးလေးမှနိုင်ဦးတယောက် တိုက်ဖို့သူမောင်တင့်နိုင်နှင့်တွဲလျက်ပြန်ရောက်လာ၏လူနှင့်စပိန်ကတာခွေရင်ဖြစ်နေလေပြီစပိန်ရှိချင်းနေ၌ပါလာသောတန်တုံမှလည်းတလန်းလုံးယိုဖိတ်ခဲ့ပုံဖြင့်အနည်းငယ်သာအဖက်တင်တော်သည်မောင်တင့်နိုင်ကခမည်းညီညောင်မင်ကန်တင်းချိုင်းသားမှလဲနေလို့တွဲခရရတာဗျို့အေးတင့်နိုင်ရကျေးဇူးတင်ပါလေကွာသူ့မဲသားတို့ကြီးကတော့ခွေးနဲ့ကြီးတကောင်စားထားတာကုန်ပြီလေတင်းချိုင်းကြီးတော့မတတိတာနဲ့မယူခဲ့တော့တာဒါလည်းကျေးဇူးတင်ပါလေမဖြူနူးကဝင်ပြောလေ၍ လက်သမားအခွင့်ရကြရသေးသည်။မောင်တင့်နိုင်ကသူ့တင်ကင်းချင်းဖြစ်သူနိုင်ဦးကိုတန်းရဖို့သို့တွဲပို့လျက်တိတ်ပေးပြီးပြန်သွားသည်။ကိုစန်းရီတို့မှကျေးဇူးတင်မဆုံးဖြစ်ရပါသည်။နိုင်ဦးနှင့်ပတ်သက်တော့ကျေးဇူးရှင်တွေလည်းမနှဲတော့ချေ။တနည်းကဖာကန်းတို့ကြောက်တူးလိုက်သွားရာတနည်းနီးပါးကြာလေးမှပြန်ရောက်လာပြီးသူ့မိခင်ကိုပြောသည်မှာတားမိုက်လို့မေယာနှုတ်မဆိုကားစီးရတယ်။တော်ငွေရဲခင်ဗျာသူ့သားစကားကိုကြားရတော့တင်းကြီးကြောက်ပွင့်ပါလေလမ်းကစားလို့ပြစ်လိုက်၍ ကုံခဲဟန်တူသည်ထင်ပါရဲ့ဟုဆိုကာမြည်တွန်တောက်တီတော့သည်မိုက်တဲ့အကောင်အင်းကားဖြင့်လမ်းကြီးဆိုလို့မရှိရှိတာပေါင်နှံပေးလိုက်တာကိုမထောက်မထားလောင်ကစားပြစ်ခဲ့တယ်ပေါ့လေသိမ့်ပဲနေရကုံခဲ့တယ်လေဟဲ့လူမိုက်ကနိုင်ဦးကခကြီးရောက်မဆိုင်ပန်းလွန်၍တုံတုံလဲနေရကမိခင်ကြီးအထင်မှားလေးရဲ့ညံတွေ့နေသည်ကိုဖြေရှင်းရပြန်၏ဘဲကလာတိန်ရာကနန်းလောင်စားလို့ရမှာတော့အမေရအလုံးမဖြစ်လို့ပြန်လာကြတာတော့ဈေးမရှိလို့မပြန်နိုင်ဘူးအမေကြီး အခုပြောတာကအထက်ကနေမော်တော်ဂျုံနဲ့လိုက်ခဲ့လို့မုံရွာရောက်ခံမှသူများပေးလိုက်တဲ့ကားကကို အရက်ဝဲတောက်မိလို့ခြေချင်းချက်ပြန်ခဲ့ရတာကိုပြောတာအမေရဲ့ကိုင်းသေစမ်းဟဲ့ဒီလောက်မိုက်လုံးကြီးတဲ့ကောင်ဒေါမွေခဲကအိပ်ပျော်နေသော သူ့သားကိုခယူနာဒေါသဖြင့်ရိုက်တော့သည်ဆိုပါ၏ကိုစန်းရီကထိုเจ้าကိုပြော့ပြ၍လက်သမားအဖွဲပွဲကြသွားသည်ဖြင့်နိုင်ဦးလန့်ဖြန့်နိုးလာသည်ကိုဝင်းဦးက သူ့လူတွေကိုတို့တို့ရကြပါဟဓမ္မကိုနိုင်ကြီးနိုးလာပြီ ိုးချုံစာအပြုတွင်မှနိုင်ဦးတယောက်ထမင်းထရီစားနိုင်သည်ထမင်းစားရင်းပင်လက်ဦးဆရာကိုဝင်းဦးကသူ့ကိုကိုလန်ကြီးဟုခေါ်သည့်ကိစ္စအားကိုစန်းရီကိုမေး၏သူ့ကိုမတော်တရော်ခေါ်သည်ထင်၍စေတိုးသည့်မျက်နှာထားနှင့်မေးသည်ဟုထင်သည်ဖြင့်ကိုစန်းရီကရေကမောကနှင့်ပင်ကိုဝင်းဦးပြောပြသောဦးကိုလန်၏အဖြစ်တနည်းကိုရှင်းပြရ၏ထိုရောအခါမှနိုင်ဦးသည် ပြုံးနေသည်ပြုံးရမှဟဟပပရေလီတော့တည်းကိုစန်းရည်ဒီအပြစ်ကင်းစွာရေမောနေတော့သူ့ညီတော်မောင်ကိုကြည့်၍ စောစောကမူးရစ်လာသောပုံနှင့်ခြားနာပြီစွာဟု တွေးမိရလေပြီလင်ငါညီစောစောကစင်စိုးကြီးမုံယိုလာတယ်လို့နဲ့အခုပုံကတော့စေးမစားမီပုံနဲ့စေးစားပြီးပုံလို့ကြွားပြီးတကွယ်နိုင်ဦးကထမင်းစားရင်းနှင့်မင်းနားထောင်နေဤပြန်တော့မပြောကိုစန်းရီကအခွင့်တာခိုက်ဆိုကဆက်ပြောရသည် အေးကွာအရက်ကိုတည်ယူလို့ခေါ်ကြတာပဲကွာတောက်ထားတဲ့အခိုက်တက်မှာတော့တည်တယ်လို့ဖြစ်သွားတာကိုပြီးတော့လေတည်လွယ်တယ်လीငါညီမတောက်ခွဲမနေနိုင်ဘူးလားကွာ တန်ယူကဟင်းရီကိုခတ်တောက်လိုက်ပြီးနေနိုင်တာပေါ့ကိုကြီးဟာအခုဟာကအလုံမရှိလို့ပြင်းတာနဲ့နိုင်ဦးသည်ဘွဲရတယောက်ဖြစ်သည်အလုံလျှောက်ထားတော့လေမရသဖြင့်စိတ်လီနေမှန်းကိုစမ်းရည်သိပါသည်ထို့ကြောင့်အလုံဆိုတာမင်းလျှောက်နေတဲ့အစိုးရအလုံမှအလုံမဟုတ်ပါဘူးငါညီဟာမမောင်ဆိုးတို့စီစက်မှာဝင်လို့ရင်လေအလုံဆွေဦးရဲ့တခွားမွေးချံမှာဝင်လို့ရင်လေအလုံပါပဲကွာနိုင်ဦးကထမင်းဝါရင်ဘလို့ပလောင်းလေတန်ဖြစ်အဲ့ဒီလုတ်တွေလုတ်ဖို့ဘွဲရစရာလိုလားဗျအေးညီမင်းဘွဲရအောင်အင်္ဂါဈေးကုန်နေ နိုင်ငံတော်ကလည်းကုံထားတယ်ဘာမှမလုပ်ရင်တော့အဲ့ဒီကြိတ်တွေရှုံးပြီပေါ့အလဟတ်တဖြစ်ပြီပေါ့စောစောကပြောသလိုဦးကိုလန်ရဲ့ဒါလှုပ်ပေးမိရင်အလုံးမဖြစ်ပဲဇိယိတ်တံမတရားကုံသွားမှာမျိုးလေနိုင်ဦးကရေရေမောမောနှင်းမြင်ပြောရှာပါသည်သဘောပေါက်ပါပြီကိုကြီးဟာကျုပ်တော်ကိုလန်တို့အခေါ်မခံပြရစေနဲ့မင်းဖန်အားစားပြီးစီစက်မှာအလုတ်ဆင်းပါမယ်ကိုစန်းကြီးတာတုသုံးငိန်ခေါ်မိတည်းဒီကနေ့ဖတ်ပြခဲ့တဲ့ဝိတုလူလေးများကိုအချိန်ပေးပြီးနာတော်တာဆင်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးအထူးတင်ရှိအပ်ပါတယ်ခင်ဗျာ နာတော်တာရှင်သူများအားလုံးနှလုံးစိတ်ဝမ်းအေးချမ်းစွာဖြင့်ဘဝအမောများပြေပြောက်နိုင်ကြပါစေခင်ဗျာ။